လူတွေလည်းစိတ်တွေကပင်ပန်းကြတဲ့အခါလွမ်းနေရတာဆင်ပြေကြမှာပြေမှာပေါ့နော်အဲ့တော့ဒီခါကျရင်အဲ့လိုမျိုးအဲဟောပေးတာမျိုးမဟုတ်ရင်တော့မှပဲချစ်စရာကောင်းတဲ့ချစ်တဲ့ဒီဘဝကိုဒီဘဝဆက်ဒီဘဝရဲ့ဒီဘဝကိုခံစားနိုင်တဲ့အဲ့လိုချင်းလေးတွေမနေတယ်ဆိုတဲ့စိတ်ပဲရှိပါတယ်။နောက်တွဲကထွက်ဖို့အဟောင်းလေးတွေပဲရှိတယ်။အစ်တော်ဆိုတာမရှိဘူး။အစ်ကတော့လောလောဆယ်ဘယ်နောက် project လေးတစ်ခုပေါ်ရမယ်။အဲ့ဒါတော့ monoplan ဖြစ်သေးတယ်။အဲ့ဒါလေးမှတော့၂ရောက်ပြန်ဆိုဖို့ပြန်ဆိုလို့ရှိတယ်။ Spice of Life အဲကိုရိုဒါဟိုအဗန်ဟိုဖက်ခါစားအချိန်ပေါ့နော်လိုခဲ့တဲ့2015 2016အဲ့ပတိုင်းကမှဖြစ်စားခဲ့တဲ့ဒီဟိုလက်မှတ်ထိုးတဲ့အဲ promotion show ပုံစံမျိုးလေးခံစားရတာပေါ့အဲ့တော့နီနီခေဆိုကအများနဲ့ကိုရိုအသက်တန်နေတာအများနဲ့အထူးယူရတဲ့လေးစားတဲ့ဂီတနဲ့ပတ်သက်ရင်သူကအများနဲ့ဟို time လေးအများနဲ့တွေးတောစဉ်းစားနေတဲ့ဟိုတယောက်ဖြစ်တဲ့အတွက်ဘလို vibe လေးကို ဒီနေ့ကဲတော့လုံးချင်တယ်ဆိုပေမဲ့ကိုတို့ကအတူတူခံစားရတဲ့အတွက်ပေါ့နော်ဒီကဲတော့ချေးကျူးပြန်ပါဟုတ်ဟုတ်အာနီနီပွဲလေးနီနီစပြောခဲ့ရပါတော့ပြီးခွေလေးဆိုတဲ့သူပြင်ဆင်နေတာကြားလိုက်ပြီပေါ့နော်ကြားလိုက်ပြီးအချိန်မှပဲသူ အထောက်အကူဖြစ်တယ်ပေါ့အဲ့ဒီမှာဒီနေ့ကပြောရဲချင်မှာတော့ကိုတွေလည်းအဲဒီ idea လေးကလည်းဒီလိုမျိုးပုံစံလေးကလည်းဝေးနေကြပြီပေါ့နော်ဆိုတော့ဒီနေ့မှာလုပ်ပြတော့အမတ်ကြီးအနေနဲ့ဝမ်းသာရနဲ့ပေါင်းဖြစ်တာပေါ့ဟုတ်လားပြီးတော့စဉ်းစားလာတာကတော့ဒီမှာချင်းနေကြနေတော့လေ ့လွမ်းချင်းတွေပြားတဲ့အခါမှာဟိုလူတွေလည်းစိတ်တွေကပင်ပန်းကြတဲ့အခါလွမ်းနေရတာအဆင်ပြေချင်မှပြေမှာပေါ့နော်အဲ့တော့ဒီခါကျရင်အဲ့လိုမျိုးအဲခေါင်းပေးတာမျိုးမဟုတ်ရင်တော့မှပဲချစ်စရာကောင်းတဲ့ချစ်တဲ့ပြေသဘောဝါဘာဝါဆက်တဲ့သဘောရဲ့သဘောဝါကိုခံစားနိုင်တဲ့အဲ့လိုချင်းလေးတွေမနေ့ကျင်နေဆိုတဲ့စိတ်တော့ရှိပါတယ်။နောက်တွဲကထွက်ဖို့ကအဟောင်းလေးတွေပဲရှိတယ်။အဟောင်းလေးတွေအခုလေးကတော့လောလောဆယ်ဘယ်နာ project လေးတစ်ခုပေါ်ရမယ်။အဲ့ဒါတော့ဘောဘွားမဖြစ်သေးဘူး။အဲ့ဒါလေးမှတော့နှစ်ယောက်ပြန်ဆောင်ဖို့ပြန်ဆောင်ဖို့ audio ပဲရင်ထွက်မယ်နော် audio ပဲရင်ထွက်မယ်နေဟုတ်လောလောဆယ် audio လေးပဲရင်ထွက်မယ်တီးရီတော့ပါပဲဆရာရွှေကျော်ကျော်ရဲ့တချင်းလေးပဲတီးရောဆရာရွှေပေါ့ဆရာရွှေကျော်ကျော်ရေးပြီးသားချင်းလေးပေါ့ဘုရားမောင်ရောင်းနေရပါဆုံးရဲပုံစံလေးနဲ့ပြန်ဆိုဖို့အဲစူးစမ်းနေပါတယ်အဲခုနပြောတဲ့အတိုင်းပေါ့1 on 1တာ feeling တော့ရတာပေါ့နော်စင်ပေါ့တဲ့အချိန်မှာဟိုနိမိခင်းသောဖက်လက်ကိုယူတယ်1တာတယ်ပြီးတော့ဒီလိုဟိုကိုရောမစုံရတာကြာတဲ့ တွေ့ရကြတဲ့အမှတ်တရတွေကိုပြန်ပြီးတော့ဒုစွာလို့ခံစားရပြီလေယနေ့မှာ one day လို့ခံစားရတယ်။အဲပြီးတော့အနည်းဆုံးပေါ့ဒီချိန်ခါလေးမှာအခုတို့လူမြညာမောင်တို့တွေအပါဝင်ပေါ့နော်။ဒီနေ့ကိုချစ်တဲ့ပရိသတ်တွေရောချစ်ချစ်တဲ့ပရိသတ်တွေရောခဏတစ်ပြုတ်လေးစုံရတဲ့အချိန်မှာခံစားနေရတဲ့ stress လေးတွေပြင်ပမှုလေးတွေကအခုတို့ဖြောပြမှုလေးတွေနဲ့အဲပျောက်သွားတယ်ကျော်သွားတယ်ဆိုလို့ရှိရင်လည်းဘာပဲပြောဒီနေ့အတွက်အဲတမိုးတမိုးထားတဲ့အချိန်လေးတစ်ခုဖြစ်တာဆိုလို့အဲ့လိုပဲယူဆပါတယ်။ အာ Phoenix ဆိုတဲ့အတိုင်းပေါ့နော် Phoenix ဆိုတာခက်ခဲမှုတွေပြင်ပမှုတွေအဲနောက်ပြီးတော့အချို့မှုတွေကိုမှကြုံတွေ့ရပြီးမှရုံးထွက်ပြီးတော့မှတစ်ခါပြန်တန်းတဲ့ sounding ကလိုမျိုးပဲပေါ့နော်အဲဒီအတိတ်မိတ်လေးနဲ့အတူပေါ့နော်ဒီနေ့ကတော့လည်းစားရတော့ပြီးအောင်မြင်ပါစေချင်းလေးတို့နားထောင်တဲ့ပျောက်ချင်းစီတိုင်းကလည်းဒီအတိတ်မိတ်လေးနဲ့အတူပေါ့ပြင်ပမှုတွေခက်ခဲမှုတွေလောကရဲ့ business ဆက်မှုတွေကိုအောင်မြင်စွာရုံးထွက်နိုင်ပါစေလို့ဆန္ဒပြုပါတယ်ဆုတောင်းပါဟုတ်အဲ့တော့ Phoenix ဆိုပဲ အမြန်တောက်ပပြီးတော့အဲအမြန်လမ်းဘုံယူရတဲ့ပြင်ဆင်တော့ပေါ့နော်ဆိုတော့ရှိရအောင်ပြန်ဆုံးရတာလည်းဖြစ်ပါတယ်